ဒီကနေ့ဧပြီလ23ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့ငလင်ကြောင်ထိခိုက်သေးဆုံးမှုတွေနဲ့ငလင်ရဲ့ထူးခြားသတင်းတွေအကြောင်းကိုသိနိုင်ဖို့သတင်းရယူတင်ဆက်ပေးနေတဲ့ TVB ရဲ့သတင်းတောက်မမြတ်သစဉ်ကိုတိုက်ရိုက်ဆက်သွယ်မိမြန်သွားပါမယ်။ဟုတ်ကဲ့မင်္ဂလာပါမရေ။အာဒီကနေ့ဒီအာဧပြီလ23ရက်နေ့အထိရရှိထားတဲ့ငလင်ကြောင်ဒီဖြစ်ဖြစ်ပြထားတဲ့ငလင်ကြောင်ပေါ့နော်ထိခိုက်သေးဆုံးမှုဥယေဟာဘယ်လောက်ရှိပြီလဲဆိုတာလေးပြောပြပေးပါအောင်ရှင်။ ုတ်ကဲ့ပါရှင်ဒီ match လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့စကိုင်းငယ်လင်ကဒီကနေ့ April 23ရက်နေ့ထိဆိုရင်ပေါ့နော်26ရက်ပေါ့နော်အဲ၃ဘတ်ကြော်ကြာခဲ့ပြီဖြစ်ပါတယ်အဲဒီကနေ့ April 23ရက်နေ့ညနေ9:00နာရီထိ DVB data တင်းကကောက်ယူထားတဲ့အချက်လက်တွေအရအဲငလင်ကြောင့်တိတ်ဆုံးသူစုစုပေါင်း4400 26ရောက်ဒဏ်ရာရရှိသူက11366ရောက်ရှိပါတယ်အဲဒီရေအတွက်ကတော့ DVB ကလက်လန်းမီတလောက်ကောက်ယူထားတဲ့ကိန်းဂဏန်းတွေဖြစ်ပြီးတော့မြေပြင်နဲ့ကွဲလွဲမှုရှိနိုင်ပါတယ်ရှင် ဟုတ်ကဲ့ပါမဒီကနေ့ရဲ့ဒီငလေနောက်ဆက်တွဲသတင်းတွေကိုလည်းပြောပြပေးပါအောင်ရှင် အဟုတ်ကဲ့ပါဒီကနေ့ဧပြီလ23ရက်နေ့မှာပေါ့နော်အစစ်ကောင်စီရဲ့အဘော်သတင်းစာတွေမှာဆိုရင်ငလင်ဘေးတင်ပြည်သူတွေအတွက်နိုင်ငံတကာလှူဒန်းပစ္စည်းတွေကိုမတ်လ30ရက်နေ့ကနေဧပြီလ20ရက်နေ့အထိဖြန့်ဝေပြီးစီးမှုဆိုပြီးထုတ်ပြန်ထားပါတယ်အဲဒါပေမဲ့လည်းငလင်ဘေးတင်ဒေသကပြည်သူတွေအနေနဲ့အကူအညီတွေလိုအပ်မှုတွေကတော့များစွာရှိနေစေဖြစ်ပါတယ်နောက်ပြီးတော့ပေါ့နော်ဒီနိုင်ငံတကာအကူအညီတွေကလည်းအခုချိန်အထိရရှိနေစေဖြစ်ပါတယ်အဲထိုင်းနိုင်ငံဘန်ချက်ကော်ပိုရေးရှင်းနဲ့မိတ်ဖက်လုပ်ငန်းတွေက မြမငလင်ဘေးအတွက်ဘတ်ငွေ1.29တန်းကိုလှူဒန်းလိုက်တဲ့အကြောင်းဘန်ကောက်ပို့သတင်းစာမှာပေါ့နော်ဧပြီလ22ရက်နေ့တုန်းကဖော်ပြခဲ့ပါတယ်အဲဒီထောက်ပံ့လှူဒန်းမှုတွေကိုတော့ထိုင်းကြက်ချီနီတပ်ဖွဲ့ကတဆင်ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ဒီလိုအကူအညီတွေရှိနေပေမဲ့ငလင်ဘေးတဲ့ပြည်သူတွေကအာယာယီတင်းရှောင်နေရတဲ့နေရာတွေမှာဗတ်ပေါင်းဆောင်ကနေအခက်ခဲတွေကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။အဲသခိုင်းမှာဆိုရင်လည်းပေါ့နော်ရက်ကွက်22ခုနဲ့မြို့နယ်ကြီးရွာ အဲမြို့နယ်ရင်းကကြေးရွာတွေမှာပေါ့နော်နေရင်အဆောက်အုံတွေတရားရာဂိုင်းနှုံးနီးပါထိခိုက်ပျက်စီးခဲ့ပြီးတော့လက်ရှိမှာလည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်မှုခက်ခဲတွေရှိနေတာပါနောက်ပြီးတော့ဟိုမနေ့ကဧပြီလ22ရက်နေ့တုန်းကစစ်ကောင်စီရဲ့ဒီအဘော်သတင်းစာတွေမှာပဲပေါ့နော်ငလင်တန်တဲ့နေရာတွေမှာပြန်လည်တိဆောက်ရေးလုပ်ငန်းတွေလုပ်ဖို့ဘီလက်မြေတွေထုတ်လုပ်နေပြီးတော့ရေရှည်ထုတ်လုပ်ဖြန့်မြူနိုင်မှုစီမံဆောင်ရွက်ထားကြောင်းနဲ့ စက်ရုံဘက်ကနေလဲပေါ့နော်ပြင်မဈေးကွက်မှာဈေးနှုန်းအဆမတန်တင်ပြီးရောင်းချမှုတွေမရှိအောင်ကိုယ်စလဲတွေကိုတတ်မှတ်ဈေးနှုန်းနဲ့သာရောင်းချဖို့ဝန်ခံကတိလက်မှတ်ထိုးပြီးမှဖြန့်ချီ ပေးတာဆိုပြီးတော့ဖော်ပြထားပါတယ်စစ်ကောင်စီကဒီလိုပြောဆိုမှုတွေရှိနေပေမဲ့ပေါ့နော်သခိုင်းဘက်မှာကူညီပေးနေတဲ့လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကဆိုရင်အဲဘီလက်မြေဝယ်တဲ့နေရာမှာအခက်အခဲတွေရှိနေပြီးတော့ပေါ့နော်ဘီလက်မြေကိုဝယ်ဖို့ကိုအဲစတင်ပြီးတော့ဝယ်ရတယ်စတင်ပြီးတော့ဒီတွားလျှောက်တဲ့အခါမှာလဲပေါ့နော်အိတ်90တင်ရင်100အိတ်ပဲရတာမျိုးပေါ့နော်လိုအပ်သလောက်မရတဲ့အခြေအနေခက်ခဲတွေကိုရင်ဆိုင်နေရတယ်လို့ DVB ကိုပြောပြခဲ့ပါတယ်အဲနောက်တစ်ခုကတော့ပေါ့နော်နေပြီးတော့မှာပေါ့နော် ော်အိမ်ဆောက်လုပ်တဲ့နေရာမှာသုံးတဲ့ဓဏိတွေပေါ့နော်ဒီဓဏိတွေက အချက်100ကို9000ကျပ်အထိဈေးတွေမြင့်တက်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်အဲဒါကမက်ရှလာ28ရက်နေ့ငလင်လှုပ်ခတ်မှုအပြီးမှာဈေးတွေတက်လာခဲ့တာပါအဲ2024ခုနှစ်တုန်းကဆိုရင်တော့ဓဏိအချက်100ကို12000ကျပ်ပဲရှိခဲ့တာဖြစ်ပါတယ်အဲဒီချိန်တွေကိုကြည်ချင်းအဖြစ်ပေါ်တော့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့တာတလနီပါကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ငလင်ပေးတဲ့ ဒီအငလင်ပေးတဲ့ပြည်သူတွေဟာပေါ့နော်အခက်ခဲများစွာကိုရင်ဆိုင်နေရဆဲဖြစ်ပြီးတော့ပြန်လဲထူထောင်ရေးခြေနေကိုရောက်ရှိနေဖို့အလန်းဝင်းနေဆဲဖြစ်နေပါတယ်ရှင်ဟုတ်ကဲ့ပါမှာနောက်တစ်ခုကဒီငလင်ပေးကိုကူညီဖို့အတွက်ဆိုပြီးတော့ဒီစစ်ကောင်စီကပြည့်ခတ်တဲ့ရက်စဲထားတယ်ဆိုပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှုတွေကဒီဆက်ပြီးတော့မှဖြစ်နေတာဆိုတော့လေဒီဟာနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင် ုတ်ကဲ့ပါရှင်အဲလီချောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်အဆက်မပြတ်ပြုလုပ်နေတဲ့စစ်ကောင်စီကပေါ့နော်မနေ့ကဧပြီလ22ရက်နေ့တော့ကယာယီအပြည့်ရက်စဲကာလကိုပေါ့နော်ဧပြီလ30ရက်နေ့အထိထပ်တိုးလိုက်ပါတယ်ဒါပေမဲ့လည်းခုနကပြောခဲ့သလိုပဲပေါ့နော်လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်အဆက်မပြတ်ပြုလုပ်နေတဲ့စစ်ကောင်စီကဒီကနေ့ဧပြီလ23ရက်နေ့မှာလဲပေါ့နော်ဇကိုင်းတိုင်းရွှေဘိုခရိုင်တပေးရင်မြို့နယ်လက်လှုပ်တောင်ရွာတွေကိုဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် ဒီတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ9ယောက်သေဆုံးခဲ့ပြီးတော့9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ DVB ကကောက်ယူထားတဲ့အချက်လက်တွေအရဆိုရင် match လ28ရက်နေ့ကနေအဲဒီကနေ့ April 23ရက်နေ့အထိစစ်ကောင်စီကတိုက်ခိုက်မှုအကြိမ်ကြီးစုစုပေါင်း315ကြိမ်ပြုလုပ်ခဲ့ပြီးတော့အပြစ်မဲ့ပြည်သူနဲ့တွလိုင်းတပ်ဖွဲ့ဝင်240ထံမှနေတိုက်ဆုံခဲ့ရပါတယ်ရှင်။ဟုတ်ကဲ့ပါမာတာဆိုလို့ရှင်နောက်ထပ်ထူးခြားသတင်းတွေအနေနဲ့ရောဘာတွေရှိအောင်မလဲရှင်။ ဟုတ်ကဲ့ဒီသခိုင်းငလင်ကြီးကြောင့်ပေါ့နော်ပြည်သူတွေကပြန်လည်ထူထောင်ရေးစဖို့တောင်းခက်ခဲနေရတယ်လို့စစ်ကောင်စီရဲ့အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုတွေကြုံတွေ့နေရတဲ့ဒီလိုချိန်ကာမျိုးမှာပဲပေါ့နော်အဲမြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပေးဆက်ရုံတိစောက်တဲ့အစီအစဉ်ကိုအဲဆက်လက်လှုပ်ဆောင်သွားမယ်ဆိုပြီးတော့ပေါ့နော်ဒီစီမံကိန်းကိုဦးဆောင်နေတဲ့ရုရှားအစိုးရပိုင်းကုမ္ပဏီကပြောတဲ့အကြောင်းကို writer သတင်းမှာဧပြီလ22ရက်နေ့ကဖော်ပြခဲ့ပါတယ် အဲနေပြီးတော့အနီးမှာတိစောက်မယ်လို့ယူဆရတဲ့ဒီဆက်ယုံကိုရောပေါ့နော်ရုရှားနိုင်ငံမှာအနုမြူကော်ပိုရေးရှင်း Rosa Dam ကဥဆောင်သွားမယ်ဆိုပြီးတော့ကုမ္ပဏီရဲ့ထူထူညွှန်ကြားရေးမှူးချုပ်ကပြီးခဲ့တဲ့လတုန်းကရုရှားသမ္မတပူတင်နဲ့မြန်မာစစ်ကောင်စာမင်းအောင်လှိုင်တို့တွေ့ဆုံပြီးတော့စက်ယုံတိဆောက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးမှုအပြီးမှာပြောခဲ့ပြီးတာရှိပါတယ်။ဒီကုမ္ပဏီဘက်ကတော့ဗောနော်ဒီမကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အဲစက်ယုံရဲ့အစီအမံတွေကိုထိခိုက်ခြင်းမရှိကြောင်း ကုမ္ပဏီသတင်းပညာရေးအဖွဲ့ကအီးမေးလ်ကတဆင့်ပြန်ကြားထားတယ်ပြီးတော့ကုမ္ပဏီအနေနဲ့ငလင်တန်ခန္ဓာရေးတမတ်ချက်တွေအပါအဝင်အမြင့်ဆုံးနိုင်ငံတကာဘေးကင်းလုံခြုံမှုနဲ့ယုံကြည်စိတ်ချရမှုစံနှုန်းတွေအတိုင်းပေါ့နော်လိုင်းနာလှုပ်ဆောင်နေတယ်ဆိုပြီးတော့ဒီရိုက်တာသတင်းမှာပါရှိပါတယ်ပေါ့နော်အဲနောက်ပြီးတော့နျူကလ িয়ার ဆက်ယုံရဲ့တီနီယာအသေးစိတ်အချက်အလက်တွေကိုတော့ကုမ္ပဏီဘက်ကဖိကြားဖို့ညှင်းဆိုထားတယ်လို့လည်းသိရပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအခုလိုဖိကြားပေးတဲ့အတွက်မှမြတ်စင်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်